ကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ရှိစစ်ကောင်မရှင်ရဲ့နေကန်လီချောင်းရံကာကွယ်တက်စခန်းကုန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့နေကန်ပြူအောင်ကုန်းကိုကိုလနီးပါးကြာတိုက်ခိုက်ပြီးတဲ့နောက်အော်တိုဘားလ၁၄ရက်နေ့မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စခန်းကထွက်ပြေးတဲ့တပ်သားတွေကိုဖမ်းမိထားတာရှိတယ်။အချို့ကျတော့လက်နက်ချတာပေါ့။အသေးစိတ်ကိုထုတ်ပြန်ပါလိမ့်မယ်။ ဒီနေ့ညနေမှာအလုံးစုံသိမ်းလို့ရတာပါလို့သတင်းရင်းမြစ်က ER Times ကိုပြောပါရယ်။နိုင်ငံစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာဟာဝေဇာမြောက်တွေနဲ့စစ်ဖက်သုံးဆက်တွေကိုပါတည်ယူထွက်ပြေးချပြီးနောက်စခန်းနီးထိအေအေတပ်တွေချင်းကပ်သိမ်းပိုင်းမှုတွေပြုလုပ်ခဲ့တာပါ။စီအန်နန်တွေကနိုင်ငံကိုမတက်နိုင်ရင် ကပါစ14ကောက်ဝေးပစ္စည်းစက်ရုံကိုအဓိကကောက်ွယ်ဖို့ဖြစ်နိုင်တယ်။နိုင်ငံကတော့ဘလို့မှနှုတ်မရတဲ့အနေထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီ ဒီဝါကုန်းနဲ့ခံပစ်နေတဲ့ဖွဲ့ရိကြံနေသေးတယ်လို့လည်းသိရပါတယ်လို့အော်တိုဘလ73ရက်နေ့ကစီးရဲတရင်ရင်မြစ်က ARD Times ကိုပြောပါရယ်။နေကံဗျူဝါကစစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထွက်ပြေးသွားပြီးလေချောင်းကနေလည်းနေကံဗျူဝါကုန်းနဲ့အနီးတစ်ဝိုက်ကိုပြန်လည်ကျဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့အော်တိုဘလ10ရက်နေ့ကစကန်းသိန်းစီးခံရတယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကမကွေးဘက်ကနေအရက်3ရှင်တွေပါအင်အားအပြည့်စစ်ရင်နှန်းတွေကို မဆာခ935တွင်ကိုပို့ဆောင်ခဲ့ပါတယ်။စည်ရင်နှန်းတွေကအားပြည့်ပါစစ်တုံးကကြီးစက်တစည်းဟာပြင်းဝစစ်စေးဂိတ်နာထိရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်နေကံဖြူဟာကုန်းတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံရပြီးနောက်စက်သွေးလမ်းကြောင်းတွေပါပြတ်တောက်သွားပြီးပြင်းဝစစ်စေးဂိတ်ထိစစ်ကောမရှင်ရဲ့အရာရှိပိုင်းတွေ ရောက်လာပြီးညွန့်ကြားမှုတွေပေးနေတယ်လို့သိရှိရပါတယ်။ စီကောင်မရှင်ကတန်းမျိုးသားလူမျိုးရေးတက်မတော် TNL သိမ်းပိုက်ထိန်းချုပ်ထားတဲ့တီဘုံမျိုးကို ပြန်လည်ရယူဖို့ဒိုးစစ်ဆင်လာရာ မျိုးနီးနားထိရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။စီကောင်မရှင်တက်ဟာကြောင်မဲမျိုးကိုဒိုးစစ်ဆင်ပြီးတဲ့နောက်တီဘုံမျိုးကိုဆက်လက်ဒိုးစစ်ဆင်တိုက်ခိုက်လာရာ အောက်တိုဘာ23ရက်ကဘောဂျိုကိုပြန်လည်သိမ်းပိုက်ရရှိပြီးနားခဲရွာနားထိရောက်ရှိကတီဘုံမျိုးနီးထိရောက်ရှိလာပြီဖြစ်တယ်လို့ဧသကန်ွေစီကသိရှိရပါတယ်။ စီရီပထိုးနဲ့ရှင်းအောင်မွေနှစ်တွေထိခိုက်ပျက်စီးမှဆိုးလို့ဘောဂျိုကဆရာတော်နဲ့မြို့ကန်တွေရဲ့မေတ္တာရက်ခံမှုကြောင့် TNL တပ်ဖွဲ့တွေကစုခွာပေးခဲ့တာတိုက်ပွဲမဖြစ်ပဲဘောဂျိုကိုစစ်တပ်ကရလိုက်တာအခုမျိုးနီးကို ရောင်းနေပြီလို့မြို့ကန်သူက ER Times ကိုပြောပါရယ်မနေ့ကအော်တိုဘာလ14ရက်နေ့ညနေပိုင်းချိန်မှာစစ်ကောင်မရှင်တပ်ကလေကြောင်းကနေ ီဘောမြို့နီးကနားလွယ်နန်ငူးနယ်ခါလိန်မန်ဟဲစတဲ့ကျေးရွာတွေကိုဘုံကျဲတန်းခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဟာတီဘောမြို့တွင်ဝင်ရောက်နိုင်ဖို့လေကြောင်းပြင် drone တွေနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးတရနယ်လီထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေ့စဉ်တိုက်ခိုက်နေပါတယ်။ တိဘောမြို့ကန်တွေနဲ့မြို့နီးနားကကျေးရွာတွေကဒေသခံတွေဟာတိုက်ပွဲလွတ်ရာနေရာတွေကိုတင်းရှောင်နေကြပြီးစစ်ကောင်မရှင်တပ်တွေဝင်ရောက်လာပါက၎င်းတို့ရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းယူရာနဲ့ဖောက်ထွင်းယူဆောင်မှုတွေပြုလုပ်မှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်ဒီကဲကဲအေးရှင်အေးရှင်မလူမပဲလို့ မွန်ပြည်နယ်ရေမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်တွေနဲ့ဒေါ်လိုင်းတပ်ဖွဲ့တို့၃ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်က၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအော်တိုဘာ၁၀ရက်နေ့မနက်ပိုင်းမှာကနင်ကမော့ရွာကိုစစ်ကြောင်းထိုးလာလို့ဒေါ်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာလည်းအောင်သာရွာနဲ့လိမ္မော်ချိုင်ရွာနီးမှာထပ်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ တက်ကြွကြီးပါဝင်တက်သား၂ဦးသေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သူတို့စစ်ကောမရှင်ဘက်ကစစ်ကြောင်းကအင်အားတရာဝင်းကျင်လောက်ရှိပါတယ်။လက်ရှိမှာတော့စစ်ကောမရှင်စစ်ကြောင်းကကြီးနာပြီးပြန်ဆုတ်သွားတဲ့အနေထားမှာတော့ရှိပေမဲ့ရေးမြုံနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်လို့ Monstake Revolution Army ပြန်ကြားရေးတာဝန်ရှိသူမီတလညံက ARD Times ကိုပြောပါရယ် အဲဒီနောက်အော်တိုဘာ၁၇ရက်နေ့မှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့တွေကို drone နဲ့ဘုံးသီးနှလုံးကျဲချတိုက်ခိုက်တဲ့ပြင်၄၀မမနဲ့ပါပြစ်ခတ်လို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တအူးသေးဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးအော်တိုဘာ၁၂ရက်နေ့မှာလဲဘေးလမိုင်းရွာကနေအေးကဘာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့မိနစ်30လောက်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်မရှင်ဘက်ကဗိုလ်ကြီးတဦးပါဝင်တပ်သားရှိဦးသေဆုံးခဲ့ပြီးငါးဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီတိုက်ပွဲတွေကိုမွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနကတပ်တွေဖြစ်တဲ့မွန်ပြည်နယ်တော်လိုင်းတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့အတူရမညမွန်တပ်တော် RMA KNL တရင်29တက်ခွဲ1 viewer 33ဒေါနာချင်းမွေးတက်ခွဲတပင်ရွှေတီတက်တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ပဲ။ပကိုးတိုင်းလက်ဗရန်မြို့နယ်တရချောင်းကျေးရွာကိုမီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုအောက်တိုဘာ15ရက်နေ့ကတွန်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကာကွယ်ဝင်ကြီးဌာနစီကတရားဝါရီတိုက်ပွဲတွင်စစ်ကောင်မရှင်တပ်သား15ဦးထက်မနည်းသေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိကစစ်တုံးမှန်12ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးလက်နက်19လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိခဲ့ပါသည် လက်ရှိတော့ရန်သူနယ်မြေရှင်းလင်းမှုတွေထပ်ကြုံရနိုင်ခြင်းရှိရဲ့အလောင်းကတော့လာကောက်နိုင်ခြင်းမရှိဘူးလို့ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်တိုက်ပွဲတွင်တော်လိုင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မရှိတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုကို အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနပြူဝါ20နှစ်ကိုကဲမှုနဲ့ 383နှင့်တရင်383တရင်လဗရန်ရွှေရန်မြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာယာဝရီဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကဥပောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပဲခူးတိုင်းပရောင်းမြို့နယ်ပကံကွဲကျေးရွာတောင်ဘက်6ကီလိုမီတာกว่าရှိစေကောမရှင်တပ်ရဲ့ကာကင်စခန်းဖြစ်တဲ့63.0ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အာရသတက်တော်ရဲ့တံပြန်ထိုးစစ်အနေနဲ့ ဘကိုးတိုင်းဖရောင်းမြို့နယ်ပကံကွဲကျေးရွာတောင်ဘက်9ကီလိုမီတာကွာဝေးမှာရှိတဲ့စစ်ကောင်မရှင်ရဲ့63လုံးပွိုင်ကုန်းကိုအော်တိုဘန်လ14ရက်မနက်9:05မိနစ်အချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။အဆိုပါပွိုင်ကုန်းနဲ့နီးတစ်ဝိုက်မှာတိုက်ပွဲ ဖြစ်ပွားနေခဲ့တာဟာကာလအတန်ကြာခဲ့ပြီဖြစ်ပေမဲ့လည်းအော်တိုမဆလီရနေ့ကဆလို့အေအေရဲ့ထိုးစစ်အရှိန်ကိုမြင့်တင်တိုက်ခိုက်ခဲ့ပြီးနောက်၃နိုင်ခန့်၃ဘက်၃နံက ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာအဆိုပါစခန်းကိုတင်းယူနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်စစ်ကောင်မရှင်တွဲရဲ့0.63လုံးစခန်းတစ်ခုလုံးကိုတင်းပိုက်ချိန်မှာအလောင်းတချို့ပြင်လက်နက်ခဲရနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်းပိုက်ရရှိခဲ့ပါရယ်ရခိုင်ပဲခူးတိုင်းအဆက် ရခိုင်မကွေးတိုင်းအဆက်ရခိုင်ရော်ရီတိုင်းအဆက်တို့မှာစစ်ကောင်မရှင်ရဲ့ထိုးစစ်တွေကိုအေးတန်းရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟိုင်းစဲညီဆင်နွှဲနေပြီး စေကောမရှင်တက်နဲ့အေရိုနှစ်ဖက်ဆိုင်ထားတဲ့နေရာတွေမှာတိုက်ပွဲတွေနေ့စဉ်နေ့ပါဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါရယ်လက်ရှိမှာအေနဲ့ပူအောင်တက်ဖွဲ့တို့ဗရောင်းမြို့နယ်အတွင်းမှာပြန်လည်အရှိန်မြင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်စေကောမရှင်တက်ဟာကပ္ပဆာ၁၆အတွင်းနဲ့ခန်းစစ်တွေမှာအင်အားတွေတိုးချဲ့ကဖြစ်တင်းထားပြီးအနည်းရှိခြေရွာတွေကိုလည်းတွာလာကွင်းတွေပိတ်ထားတယ်လို့ဒေသခံတွေစီကသိရှိရပါရယ် အာရခတတ်တော် A ကမပွေးတိုင်းတွင်ရှိနေကံဖြူအောင်တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ကိုလက်ရဖမ်းဆီးရရှိခဲ့တဲ့ပြင်အလန်ဖြူထောင်က လင်းဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေလည်းဇက်တိုင်ရှိနေတယ်လို့အော်တိုဗလန်၁၉ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါရယ်အေအနေနဲ့နေကံဖြူအောင်ရှိအနှဲငယ်လက်ကျန်နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးကစင်ကလျောင်းထွက်ပြေးနေကြတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့နဲ့လည်း ၎င်းတို့ရောက်ရှိရာနေရာချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအဲ့ဒီဗျူဟာကုန်းမကြဆုံးစေဖို့လေကြောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားကအေးတပ်ဖွဲ့ဝင်တွေရဲ့အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့တူထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အော်တိုဘားလ18ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့ချို့နေရာတွေမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာ AAC ကိုအလန်းဖြူထောင်းကလက်နက်ချအလင်းဝင်ရောက်လာခဲ့ကြပြီး ်အချို့ကတော့တိုက်ပွဲတွင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ A ကအတည်ပြုပါတယ်အေအနေနဲ့၎င်းတို့စီကိုအလင်းဝင်ရောက်လာခဲ့တဲ့သူတွေကိုစစ်တုံးမှန်ဥရီနဲ့ညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားတယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာဂရီးပြုထားပါတယ်ဒါကြောင့်စစ်ကောမရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းမှုစုဆောင်ခြင်းခံရသူတွေအနေနဲ့အာရခတက်တော် A နဲ့အနည်းဆုံးနေရာတွေကိုဆက်သွယ်ပြီး အချိန်မရွေးနဲ့နဲ့ချအလင်းဝင်ရောက်နိုင်တယ်လို့ A ကအတိပေးနှိုးဆော်ထားပါတယ် စကိုင်းတိုင်းကလေးမြို့နယ်မှာစစ်ကောင်မရှင်ကရဟတ်ရင်နဲ့တက်ရဖြည့်တင်းပြီးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့စီရေးဆောင်ကြည့်သူဒေသခံတွေစီကသိရှိရပါတယ်။စစ်ကောင်မရှင်ဟာအောက်တိုဘာ16ရက်နေ့မနေ့ကစလို့ဝိုင်းထွဲရဟတ်ရင်နဲ့ ATR 72ရဟတ်ရင်တွေနဲ့ကလေးမြို့ပေါ်ကို၅ချိန်နဲ့ဟန္နာဝရီပြူရွာကိုတစ်ချိန်တက်ရဖြည့်တင်းနေတယ်လို့သိရပါတယ်။ကလေးမြို့မှာမနေ့ကလေးကရဟတ်ရင်၅ချိန်ကောက်ဆင်းသွားတယ် ဟန်းရင်တခါစင်းရင်လူဝင်အားလက်လက်အင်အားတွေပါတယ်။ဟန္တာဝရီပြူရွာဘက်ကလည်းတကြိမ်စင်းတယ်။တရထဲကလေးမျိုးမှစင်းသွားတာပါ။အရင်ရက်တွေကလည်းယဟန်းရင်စင်းတာတွေရှိတယ်လို့စီအေးဆောင်ကြည့်သူဒေတာကန်တူက ARD Times ကိုပြောပါရယ်။ကလေးမျိုးမှစင်းသက်လာတဲ့ယဟန်းရင်တွေမှာပါလာတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်နဲ့လက်နက်ခဲယမ်းတွေကိုနယ်မြေကန်စစ်ကောမရှင်ကစစ်ကားဆက်တစည်းနဲ့ကလေးမျိုးနယ်မြောက်ပိုင်းစခန်းတွေကိုပို့ဆောင်ထားတယ်လို့သိရပါရယ်။ ကလေးမျိုးနယ်မြောက်ပိုင်းကလေးခမ်းဘက်ကားလမ်းမတစ်လျှောက်ပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်မရှင်ဟာအခုရက်ပိုင်းတွင်ကြွေးကြော်ထားသလိုတန်ရာဖြစ်တင်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကလေးခမ်းဘက်ကားလမ်းမပြန်သိမ်းမယ်ဆိုပြီးကြွေးကြော်ထားတယ်။စစ်ကြောင်းထိုးဖို့လည်းပြင်ဆင်နေကြတယ်။အခုတန်ရာဖြစ်တင်နေတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းပြည်သူတွေရှောင်ဖို့ပြောထားလို့ရှောင်နေသူတွေရှိတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရတယ်။ စီကောမရှင်ဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကလေးခန်းဘက်ကလည်းမပြင်းကလေးတမူကလေးကံကောကလည်းတွေကိုလည်းထိုးစစ်ဆင်နိုင်တယ်လို့စီရေးစောင့်ကြည့်သူတွေကသုံးသပ်ထားပါတယ်